ချစ်ခင်လေးသားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာတော့ဆုံးပြောချင်တာပါเนาะကျွန်တော်လက်ဆောင်ထည့်ပေးထားတဲ့ဘုဒ္ဓဟူးမကျော်ဝေကနန်၄ကွက် လိုက်เสียမလို့တော့ပါဘူးเนาะဆက်လိုက်เสียမလို့တော့ပါဘူးထွက်တာမထွက်တာဆိုတာတော့အကန့်အသတ်ပါဗျာเนาะ သူ့ဆိုင်အနေထားရဆက်လိုက်เสียမလို့တော့ပါဘူးအဲ့တော့နောက်တစ်ခုကပါလဲဆိုချင်းကြောင့်တပတ်စာမွေးကနတကွက်ကောင်းနှစ်ခုပါနော်အပူတကတ်အာတကတ်ရှိရနော်အဲ့ဒီတပတ်စာမွေးကနတကွက်ကောင်းယူထားတဲ့မိတ်ဆွေများကကျေးဇူးပြုဆက်စကားပေးပါအောင်လို့ကျွန်တော် ဒီကနေပြောချင်ပါတယ်ခင်ဗျာနော်နော်တပတ်စာမွေးကနတကွက်ကောင်းအောင်တော့ကျေးဇူးပြုပြီးဒီနေ့တနေ့ဆက်ကစားလိုက်ပါအောင်နော်โอเคบ่ 9ရက်3လ2025မနက်ပိုင်း7:00နာရီတမိနစ်အတွက်လုံးပိုင်းအပိတ်ဆိုင်ကလေးကိုကျွန်တော်ရဲ့ချင်းမိတ်ဆွေများကိုဆွဲပြပေးမှာဖြစ်ပါတယ်။ကျွန်တော်ဆွဲပြပေးမယ်လုံးပိုင်းအပိတ်ဆိုင်ကလေးကိုပေါ့နော်။ကြိုက်တယ်ဆိုရှင်ကစားလို့ရရယ်နော်။မကြိုက်ရင်ကစားစရာမလိုဘူး။ပတ်တီးအနေနဲ့လည်းကစားလို့ရရယ်နော်။အပိတ်ဆိုပေမဲ့လည်းပတ်တီးအနေနဲ့လည်းကစားလို့ရပါတယ်။ဒါမှမဟုတ် မိတ်ဆွေတို့ကြိုက်တဲ့ကဏ္ဍနဲ့ကပ်ပြီးမှ main ကွက်ဖြစ်တင်ကစားခြင်းနဲ့ဆိုရင်လည်းရတယ်ဗောနော်အခုကျွန်တော်ဆွဲပြပေးမယ် cycle ကိုစာအနေဆုံးကြည့်ရှုလေ့လာပေးပါ ပေါင်းစုံနေနဲ့နီယောင်နီယောင်ထဲမှာရှိတဲ့ခဏန်း၃လုံးကိုကျွန်တော်ပေါင်းလိုက်မယ်နော်၄ရယ်၃ရယ်၆ရယ်၄ရယ်၆ရယ်၃ရယ်ပေါင်းလိုက်လို့ရှိရင်ဘယ်လောက်လဲ၄၃ 436ပေါင်းရင်73နော်73ဆိုတော့အဲ36ပေါင်းလိုက်တာ73ဖြစ်တဲ့အတွက်ကြောင့်3ဆိုပြီးတော့ကျွန်တော်ဘေးမှာရေးထားလိုက်မယ်နော်နောက်တစ်ခုကြည့်အောင် ောက်တစ်ခုကကျွန်တော်ဒီလိုအစိမ်းအောင်မြင်းလေးဆွဲလိုက်မှာပေါ့နော်ဒီအစိမ်းအောင်မြင်းလေးမှာရှိတဲ့ကဏ္ဍသုံးလုံးကိုပေါင်းမယ်ခင်ဗျာဒီအစိမ်းအောင်မြင်းလေးမှာရှိတဲ့ကဏ္ဍသုံးလုံးက၄ရယ်9ရယ်2ရယ်ဖြစ်ပါတယ်၄9 2ကိုပေါင်းလိုက်လို့ရှိရင်ဘယ်လောက်လဲ၄9 2ကိုပေါင်းလိုက်လို့ရှိရင်73ဖြစ်ပါတယ်73ဆိုတော့တူလဲ3ပဲပေါ့နော်ကျွန်တော်အစိမ်းအောင်မြင်းလေးပေါ့နော်၄ခွန် နှစ်ကိုပေါင်းလိုက်တာ73ဖြစ်တဲ့အတွက်ကြောင့်3ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်နော်နောက်တစ်ခုနော်ခုအနီအောင်လေးနဲ့ဆင်းအောင်လေးပြီးသွားပြီနော်အနီအောင်လေးကလည်း4 436ကိုပေါင်းတာ73ဆိုတော့3အဆင်းအောင်လေးကလည်း42ကိုပေါင်းရင်ဒါ73ဆိုတော့3ပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာအပြည့်အောင်လေးပေါ့နော်အပြည့်အောင်လေး မှာခွန်ဆိုတဲ့ကဏ္ဍရှိမယ်နော်မှာခွန်ဆိုတဲ့ကဏ္ဍရှိမယ်ပြီးရင်ဒီထဲမှာဒီအနီရောင်လေးထဲမှာ6ဆိုတဲ့ကဏ္ဍရှိမယ်နော်အဲ့ဒီ9နဲ့6နဲ့ပေါင်းလိုက်မယ် ဒီ9 6နဲ့ပေါင်းရင်လည်း73ပဲเนาะ9 6ပေါင်းရင်လည်း73ဆိုတော့ဒီလည်း3ပဲအဲ့အပြည့်အောင်အဝိုင်းလေးရလဲဒီမှာကျွန်တော်9 6ကိုပေါင်းလိုက်တာ73ဖြစ်တဲ့အတွက်ကြောင့်3ဆိုပြီးတော့ဒီမှာရေးလိုက်မယ်เนาะအဲ့တော့အနီရောင်လေးရအနီရောင်လေးရလဲ3အစိမ်းရောင်လေးရလဲ3အပြည့်အောင်အပြည့်အောင်လေးရလဲ3ပေါ့เนาะ အဲ့တော့ဒီမှာတို့ကဒီမှာပိတ်ကလေးတော့ကျွန်တော်အညိုရောင်လေးနဲ့ပဲလုပ်ပေးလိုက်မယ်နော်နော်အနီရောင်လေးရတယ်3 4 5

ဒီမှာ6ဆိုတဲ့ကဏ္ဍရှိမယ်အဲ့ဒီနှစ်တိ6ကိုပေါင်းလိုက်မယ်နှစ်ရဲ့တိရဲ့6ရဲ့ပေါင်းလိုက်လို့ရှိရင်9ရပါတယ်ခဏเนาะ9ရပါတယ်အဲ့တော့9ဆို9ရတဲ့အတွက်ကြောင့်ကျွန်တော်9ဆိုပြီးတော့ဘေးမှာရေးလိုက်မယ်ဒီဘက်ကအနီအောင်လေးက2 6ကိုပေါင်းလိုက်တာ9ဖြစ်တဲ့အတွက်ကြောင့် ကိုးရပြီနော်ကိုးရပြီအနီအောင်လေးကကိုးရပြီပြီးအစိမ်းအောင်လေးကြည့်အောင်အစိမ်းအောင်လေးဒီမှာနှစ်နဲ့သုံးနဲ့ရှိမယ်ဒီမှာလေးရှိမယ်နော်အစိမ်းအောင်မြင်လေးရတယ်နှစ်သုံးလေးကိုပေါင်းလိုက်လို့ရှိရင်ဘယ်လောက်လဲ1 2 နှစ်3လေးကိုပေါင်းလိုက်လို့ရှိရင်9ဖြစ်ပါတယ်အစိမ်းရောင်လေးကနှစ်3လေးကိုပေါင်းလိုက်တာ9ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘေးမှာ9ဆိုပြီးတော့ခဏရေးလိုက်မယ်ပေါ့နော်ဟုတ်ပြီအစိမ်းရောင်လေးက9ရပြီပြီးတော့အပြတ်ရောင်လေးကြံရင်အပြတ်ရောင်လေးကလည်း9ရလားမရလားကျွန်တော်ပေါင်းကြည့်အောင်နော်အပြတ်ရောင်လေးကဒီမှာ3ရှိမယ်ပြန်ဒီအနီရောင်လေးထဲမှာ 6ဆိုတဲ့ကဏ္ဍရှိမယ်အဲ့ဒီ3နဲ့6နဲ့ပေါင်းလိုက်လို့ရှိရင်ဘယ်လောက်လဲ3နဲ့6နဲ့ပေါင်းလိုက်လို့ရှိရင်9ဖြစ်ပါတယ်နော်3 6ပေါင်းရင်9ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က2ကိုလည်းဘေးနားမှာ9ဆိုပြီးတော့ရေးလိုက်မယ်ဒုတိယဘင်ကကျွန်တော်အပြည့်အောင်လေးရလေ6ရပါတယ်အဲ့တော့ ပထမပင်မှာအနီအောင်လေးက3အစိမ်းအောင်လေးက3အပြည့်အောင်လေးက3เนาะဒုတိယပင်မှာလည်းအနီအောင်လေးက9အစိမ်းအောင်လေးက9အပြည့်အောင်လေးက9ပေါ့เนาะအဲ့ဒီအနီအစိမ်းအပြာပေါ့เนาะ9တုံးလုံးကဒီမှာ9ဆိုပြီးတော့ပိတ်ပါတယ်เนาะပထမပင်တော့3တုံးလုံးပေါ့เนาะအနီအောင် နီအောင်ရဲ့ဆင်းအောင်ရဲ့အပြည့်အောင်ရဲ့တုံးတုံးခုနော်တုံးတုံးလုံးအဲ့ဒီတုံးကလည်းတုံးပိတ်တယ်အခုဒုတိယပင်မှာလည်းကိုတုံးလုံးနော်ကိုတုံးလုံးကလည်းဒီမှာကိုဆိုပြီးတော့ပိတ်ပါတယ်နော်ဟုတ်ပြီကျွန်တော်တတိယပင်လေးကိုဆက်ကြည့်အောင်တတိယပင်လေးတတိယပင်ကလည်းကျွန်တော်ပထမပင်နဲ့ဒုတိယပင်ယူထားတယ်လို့ပဲယူမယ်ပေါ့နော် ဒီမှာ၄နဲ့6ရှိမယ်ဒီမှာ9ဆိုတဲ့ကဏ္ဍရှိမယ်အဲ့တော့၄ရဲ့6ရဲ့9ရဲ့ပေါင်းလိုက်လို့ရှိရင်ဘယ်လောက်လဲ၄6ကိုပေါင်းရင်ဒီ19ဆိုတော့9ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒူပေးနာမှာ9ဆိုပြီးတော့ရေးထားလိုက်မယ်နော်အနည်းအောင်၄6ကိုပေါင်းလိုက်တာ19ဖြစ်တဲ့အတွက်ကြောင့် ကိုးဆိုပြီးတော့ကျွန်တော်ဘင်းသားမှာရေးလိုက်မယ်နော်အနီအောင်လေးကကိုးရပြီနောက်တစ်ခုကအစိမ်းအောင်လေးနော်အဲ့ဒီအစိမ်းအောင်ကဏ္ဍသုံးလုံးပေါင်းခြင်းကလည်းကိုးရမရကျွန်တော်ကြည့်လိုက်အောင်ပေါ့နော်အစိမ်းအောင်လေးကဒီမှာလေးရဲ့တုံညာရရှိမယ်နောက်ထပ်ဒီမှာ၅ဆိုတဲ့ကဏ္ဍလေးရှိမယ် ဲ့တော့၄၃ညာ၅နော်အစိမ်းအောင်လေးက၄၃ညာ၅ကိုအစိမ်းအောင်မြင်းလေးက၄၃ညာ၅ကိုပေါင်းလိုက်လို့ရှိရင်၉ရပါတယ်အဲ့တော့ကျွန်တော်အစိမ်းအောင်လေးကလည်း၉ရပြီနော်အစိမ်းအောင်လေးကလည်း၉ရတယ်အစိမ်းအောင်မြင်းလေး၄၃ညာ၅ကိုပေါင်းလိုက်တာ၉ဖြစ်တဲ့အတွက်ကျွန်တော်ဘေးမှာ၉ဆိုပြီးရေးလိုက်မယ်နော်နောက်ထပ်အပြည့်အောင်လေးကျန်နေရင်အပြည့်အောင်1 1နော် အဲ့ဒီအပြရန်အဝိုင်းနှစ်ဝိုင်းရလဲကိုရမရကျွန်တော်ပေါင်းကြည့်လဲအောင်နော်အပြရန်အဝိုင်းလေးရဒီမှာ၃ညရှိမယ်နောက်ထပ်ဒီမှာနော်ဒီအနီအောင်လေးထဲမှာကိုဆိုတဲ့ခဏရှိမယ်နော်အဲ့ဒီအပြရန်အဝိုင်းနှစ်ဝိုင်း၃ညနဲ့ကိုကို ပေါင်းလိုက်လို့ရှိရင်ဘယ်လောက်ရလဲ၃ညနဲ့ကိုနဲ့ပေါင်းလိုက်လို့ရှိရင် ကိုးရပါတယ်เนาะအဲ့တော့ကျွန်တော်အပြာရောင်လေးရလေကိုးရပြီเนาะတတိယပင်ကเนาะအပြာရောင်လေးရလေကိုးရပြီအဲ့တော့ကိုးတုံးချက်ညီရပေါ့เนาะကိုးတုံးချက်ညီတယ်အနီရောင်လေးရလေ၄၆ကိုးပေါင်းတာကိုးအစင်းရောင်လေးရလေ၄၃ည၅ပေါင်းတာ၄၃ည၅ပေါင်းတာကိုးအပြာရောင်လေးရလေ၃ညကိုးပေါင်းတာကိုးပေါ့เนาะကိုးတုံးချက်ညီ ဲ့ဒီကိုသုံးလုံးဒီကျွန်တော်ဆက်ပေးမယ်ဆိုလို့ရှိရင်ဒီနေ့မနက်ပိုင်းမှာကိုအပိတ်ပေါ့ဗျာနော်အဲအပိတ်ဆိုပေမဲ့လည်းတခါတော့တခါတည်းလေးထိတ်စီရနေလာတတ်တယ်နော်အဲမိတ်ဆွေပတ်တီးနေနဲ့ကစားခြင်းနဲ့ဆိုရင်ရတယ်ပေါ့နော်အဲဒီပင်လေးကိုပြန်ရှင်းပြရမယ်ဆိုလို့ရှိရင်ကျွန်တော်ပထမပင်မှာနော်အနီရဲ့အစိမ်းရဲ့အပြာရဲ့ပေါင်းလိုက်တာတုံးဆိုပြီးတော့ တုံးချက်ညီရပေါ့နော်တုံးတုံးချက်ညီရနော်ဒုတိယဘင်မှာလည်းနော်ပေါင်းလိုက်တာအနီလေးရအစိမ်းလေးရပြားလေးရပေါင်းလိုက်တာကိုတုံးချက်ညီရနော်ဟုတ်ပြီတတိယဘင်မှာလည်းအနီလေးရအစိမ်းလေးရပြားလေးရပေါင်းလိုက်တာကိုတုံးချက်ညီပါတယ်နော်အဲ့တော့ကျွန်တော်ကိုအပိတ်ပေါ့ဗျာနော်ဆိုက်ကတော့ကျွန်တော်မိတ်ဆွေများ မြင်တဲ့အတိုင်းပဲเนาะ၃၃လုံးက၃ပိတ်တယ်၉၃လုံးက၉ပိတ်တယ်ခုတတိယပင်မှာလည်း၉၃လုံးရတယ်เนาะတတိယပင်မှာလည်း၉၃လုံးရတယ်အဲ့တော့ဆက်ပေးမယ်ဆိုလို့ရှိရင်၉ပိတ်ပါရနော်ဒီ၉ပိတ်ကနေကျွန်တော်ကမိန်ကွက်ထုတ်ပေးမယ်เนาะမိန်ကွက်ကဘယ်လိုလဲဆိုရင်ထိပ်စီးလေးကျွန်တော်ရှာပေးမယ် ခေစီတော့နည်းနည်းလေးအယောင်လေးတော့မှိန်မယ်ပေါ့နော်။အဝါယောင်လေးနဲ့လောက်ပေးမယ်နော်။ယောင်လေးတော့မှိန်တယ်နော်ထိတ်စီလေးကဒီမှာ9နဲ့3နဲ့ရှိမယ်။ဒီမှာ9ရှိမယ်။နော်။အဝါယောင်လေးပေါ့နော်။ဒီအဝါယောင်ထဲမှာရှိတဲ့9 3 9ကိုပေါင်းလိုက်လို့ရှိရင်73ရပါတယ်။ 73ဆိုတော့ကျောင်းဒီမှာတုံးထိပ်စီပေါ့ရနော်ငါတုံးငါပေါင်းရင်73ဖြစ်တဲ့အတွက်ကြောင့်တုံးထိပ်စီနော်ဒုတိယပင်ဆက်ကြည့်အောင်ယခုနေ့တုံးပိန်နဲ့တုံးပိန်နဲ့ဒီတုံးထိပ်စီနဲ့ဆိုတုံးတုံးဆိုပြီးတော့ထွက်ထားရနော်ဒုတိယပင်အကြောင်းဒီကဒီမှာ ဒီမှာတစ်နှလုံးရှိမယ်နော်ဒီမှာတစ်တစ်ရှိမယ်ပြီးရင်ဒီအောက်မှာ ရှစ်ဆိုတဲ့ကဏ္ဍရှိမယ်အဲ့ဒီအဝါရောင်တိုင်းမှာရှိတဲ့တစ်တစ်ရှစ်ကို ပေါင်းလိုက်မယ်တစ်တစ်ရှစ်ကိုပေါင်းလိုက်လို့ရှိရင်30ရရပါတယ်30ဆိုတော့3ရပါဗျာနော်အဲ့တစ်တစ်ရှစ်ပေါင်းရင်30ဖြစ်တော့တဲ့ကြောင့်3ရအဲ့အဲ့ဒီ3ရဒီမှာ3ရထိပ်စီးပေါ့နော်အဲ့ထိပ်စီးရ ုံညာနဲ့ခုနကကျွန်တော်ကိုးပိန်နဲ့တုံညာကိုးဆိုပြီးတော့ထွက်ထားတယ်ပေါ့နော်တုံညာကိုးဆိုပြီးတော့ထွက်ထားပါတယ်အကျွန်တတိယပင်ကြည့်အောင်တတိယပင်ကလည်းကျွန်တော်ထိတ်စီရပထမပင်ဒုတိယပင်ပေးထားတယ်လို့ပဲကျွန်တော်ယူလိုက်မယ်ပေါ့ဗျာနော်ဒီမှာ6နှလုံးရှိမယ်နော်6နှလုံးရှိမယ်ဒီမှာနှစ်ဆိုတဲ့ခဏရှိမယ်ဒီအဝါရောင်လေးထဲမှာရှိရဲ662ကို ပေါင်းလိုက်မယ်နော်662ကိုပေါင်းလိုက်လို့ရှိရင်ဘယ်လောက်ရလဲ662ကိုပေါင်းလိုက်လို့ရှိရင်၄ရပါတယ်နော်662ပေါင်းရင်၄ဖြစ်တဲ့အတွက်ကြောင့်သူကလည်း၃ပင်ဆက်ပေးမယ်ဆိုရှင်၄ထိပ်စီပေါ့ဗျာနော်အထိပ်စီက၄အပိတ်က9အဓိကမင်းကွက်က၄၉ပေါ့ဗျာနော်၄၉ ထိတ်စီးလေးထက်ကျွန်တော်အပိတ်ကအပိတ်ဆက်ကတော်တော်လေးလှရပါတော့ထိတ်စီးထိတ်စီးလေးထက်အပိတ်အပိတ်ကိုကပိုလှတယ်ဘာလို့လဲဆိုရင်အပေါ်မှာလည်းတုံတုံလုံးကတုံးဆိုပြီးပိတ်တယ်နော်ဒုတိယဘက်မှာလည်းကိုတုံလုံးကကိုဆိုပြီးပိတ်တယ်ကျွန်တော်တတိယဘက်မှာလည်းတိုက်တဲ့ဆန်တိုင်းကိုတုံလုံးဓာတူနေပါတော့ကိုတုံလုံးလာတူနေရဲ့အဲ့ဒီကိုတုံလုံးကကျွန်တော်ဒီမနက်ပိုင်းမှာပေးမယ်ဆိုလို့ရှိရင်ကိုအပိတ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်မိတ်ဆွေများအနေနဲ့က ကိုပိတ်ကိုပူကစားမယ်ထိတ်စီးကိုရန်ကျင်တယ်ဆိုရင်ရန်လို့ရတယ်ပေါ့เนาะအပိတ်ပိတ်ကိုပူကစားမယ်ထိတ်စီးကိုရန်ရင်ရန်လို့ရတယ်เนาะစာဒူကိုပတ်ဒီကစားခြင်းလဲဆိုရင်လည်းကောင်းတယ်ပေါ့เนาะဘာလို့ကောင်းတာလဲဆိုရင်ခုနကကျွန်တော်ပြောလို့လိုပဲပေါ့เนาะ site လေးအနေထား site အနေထားလေးကိုလည်းကျွန်တော်မိတ်ဆွေများကျွန်တော်ဆွဲပြပေးရလေးကိုကြည့်ရှုပြီးထင်ပါတယ်เนาะ site အနေထားကလည်းကိုကတော်တော်လေးမိုက်တယ်ပေါ့เนาะ အကိုဇာတူပတ်ချင်တယ်ဆိုရင်ရတယ်ဒါမှမဟုတ်ရင်ကိုအပိတ်ကို ပိုဆွဲမယ်နော် ကိုအပိတ်ကိုပိုဆွဲမယ်ထဲစီကိုရန်ချင်တယ်ဆိုရင်ရတယ်နော်အဲမိတ်ဆွေတို့ကဒီကိုအပိတ်နဲ့ဒီကိုနဲ့ပေါ့ဗျာနော်ကိုကတော်တော်လေးလာတယ်နော်ဆိုက်ကဒီကိုနဲ့မိတ်ဆွေတို့ကြိုက်တဲ့ကဏ္ဍနဲ့ကပ်ပြီးမှမင်းအဖြစ်ရွေးကစားချင်တယ်ဆိုရင်ရတယ်နော်ကျွန်တော်အဖွင့်နေ့နောက်တစ်ပတ်အဖွင့်နေ့ဒီ မွေးရမယ်ဆိုတော့ကတ်ထဲမှာလည်းဒီ၄၉ပါတယ်နော်၄၄၉ပါပဲ၄၉ပါတယ်၄၄ပါတယ်၉၉ပါတယ်ပေါ့နော်အဒါလေးကိုလည်းကျွန်တော် ပါဝါလေး ချိန်ပြီးတော့ထည့်ပေးလိုက်မယ်နော်၄၄ရဲ့၉၉ရဲ့နော်ရှင်းတော့ပါဝါလေးချိန်ပြီးတော့ထည့်ပေးလိုက်မယ်အဲ့နက်ခက်လေးရောထည့်ပေးလိုက်မယ်နော်နက်ခက်လေးရော လေးနက်ခက်ကနှစ်ဆိုနှစ်ကိုနော်ပြီးရင်ကိုးနက်ကကိုးနက်ခက်က6ဆိုတော့၄6နော်စုံနက်ခက်ဆိုလို့ရှိရင်ကျွန်နှစ်6ဆုံးပါပါဆိုရင်ကိုလေးပေါ့နော်ကိုလေးတော့မထည့်တော့ဘူးနော်ကိုလေးတော့မထည့်တော့ဘူးဘာလို့လဲဆိုရင်မဲဆီလို့ အပေါ်က၄ကိုအဓိက main ကွက်ပေါ့နော်၄ကိုအာပြီးမှကစားပေါ့နော်အာပြီးမှကစားပါနော်အာဘက်ကတော့ဘာဖြစ်အရန်လေးတော့ထည့်ကစားပါနော်အော်ကျွန်တော်နောက်တစ်ခွက်ထည့်ပေးအောင်မယ်၃ည၆ ီ36ကကျွန်တော်ကြိုက်တယ်เนาะတခြား site မှာမြင်ထားလို့เนาะ36 site ဒီ36ကိုပေါ့เนาะတခြား site မှာမြင်ထားတယ်ကောင်းတယ်ပေါ့เนาะသူကအရန်ရေလို့တော့မဟုတ်ဘူးကျွန်တော်ကြိုက်တယ်ပေါ့เนาะအဲမိတ်ဆွေများဒီ36ကိုလည်းမင်းဖြစ်တင်ကစားခြင်းနဲ့ဆိုရင်ရတယ်ပေါ့เนาะကျွန်တော်ကဒီအရန်ထဲမှာရောရေးလိုက်ပြီเนาะအရန်ထဲမှာပဲရောရောရေးလိုက်ပါတယ်โอเคပါ9ရက်3လ2025မနက်ပိုင်း7:00နာရီတမင်းရက်အတွက် site ကလေးကတော့ဒီလောက်ပါပဲကျွန်တော်ချမိတ်စေအားလုံး ကျမ်းမာချမ်းသာကြပါစေ။ဘေးအန္တရာယ်တွေကင်းရှင်းကြပါစေ။လိုအင်ဆန္ဒတွေတလုံးတဝနဲ့ပြည့်စုံပြီးတော့လူလူတန်းပေးကမ်းဆွံ့ကျင်းနိုင်တဲ့ပုံကူတူပုံကူများတစ်ဖြစ်ပါစေ။ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာ။ကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော် DH ရှေ့ကနေဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။